DVB Digital Fast စစ်ကောင်စီကနောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာစစ်ကြောင်းထိုးနေတဲ့ရန်ကုန်နဲ့နေပြည်တော်ကတပ်တွေကိုမတ်လ10ရက်နေ့ကနောက်တန်းပြန်ပို့ပြီးရမခနဲ့ရလခတပ်တွေနဲ့အစားထိုးလိုက်ပါတယ်။ရန်ကုန်ခြေစိုက်တပ်မ17နဲ့နေပြည်တော်ခြေစိုက်ခမရ302ကိုမတ်လ10ရက်နေ့မှာနောက်တန်းပြန်ပို့ပြီးရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခအရှိလေပိုင်းတိုင်းစစ်ဌာနချုပ်ရလခတပ်တွေနဲ့အစားထိုးလိုက်တာလို့နေပြည်တော်သတင်းရင်းမြစ်နဲ့နှိစက်သူကပြောပါတယ်။ တောင်ခမ်းမှာ6လလောက်ကြာနေပြီ။နေမေတချို့လည်းပြန်ရတော့တမ7နဲ့ခမရ302ကိုနောက်တန်းပြန်ပို့ပြီးရှမ်းကတက်တည်နဲ့အစားထိုးလိုက်တာလို့ရှင်းပြပါရတယ်။တောင်ခမ်းကနေမေချို့ကိုစစ်တပ်ကပြန်ရပြီမဲ့နောင်ချိုနဲ့အုံမတိဘက်မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေပြီးတပ်ဖက်က drone နဲ့စစ်ကွင်အင်အားပို့နေရတယ်လို့လည်းဆိုပါရတယ်။မတ်လ7ရက်နေ့ကနေပြည်တော်ပြည်မနာအီလာအခြေဆိုင်ခမရ302နဲ့ရန်ကုန်အင်းနိုင်ခြေဆိုင်တပ်မ7မှာနောက်တန်းပြန်ရရှိစစ်တီတွေကိုကျူးစုပွဲပြုလုပ်ခဲ့ပါတယ်။ ။ရောင်ချိုကခမရ134 135နဲ့666ဒုံးတက်ရင်ကို TLL ပူပေါင်းဖွဲ့တွေကတိုက်ခိုက်ပြီးပြီးခဲ့တဲ့နှစ်ဇူလိုင်လ10ရက်နေ့ကသိမ်းပိုက်ခဲ့တာပါ။ TLL ကသိမ်းယူပြီး6လကြာမှာတရုတ်နိုင်ငံဂျာဝန်စစ်ဆက်ပြီးမှုနဲ့ကုမင်းမှာစစ်ကောင်စီနဲ့ February 16ရက်နေ့18ရက်နေ့အထိတွဲဆုံဆွေးနွေးခဲ့ကြပေမဲ့ဘာသဘောတူညီချက်မှမရခဲ့ပါဘူး။လက်ရှိအချိန်မှာစစ်ကောင်စီတပ်ကလေကြောင်း drone နဲ့မြေပြင်စစ်ကြောင်းအကူအညီနဲ့တောင်ခမ်းဒေသကနေမီတချို့ကိုပြန်ရခဲ့ပြီးမြဲ နောင်ချုံမြို့နယ်ကိုတော့ TLL ဖွဲ့ကထိန်းချုပ်ထားပါတယ်။